တနည်းပြောရင်ဗမာစစ်တပ်ကတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးနဲ့သူ့ရဲ့လုံခြုံရေးကိုရှင်ပြီးဖြစ်သူ့ရဲ့အကြောက်တရားငြိမ်းချမ်းရေးရဲ့ပို့ပြီးအလေးထားတယ်။တိုင်းပြည်ငြိမ်းချမ်းဖို့တဲ့စစ်တပ်ကောင်းဆောင်တွေဟာသူတို့ရဲ့အကြောက်တရားကိုပို့ပြီးအလေးထား။ဒါကတမိုင်းတရားလား။ဒီအကြောက်တရားကြီးဟာဦးကြည်မောင်ဟာ Newsweek ကိုပြောပါတယ်ဆိုပြီးတော့ဗိုလ်ချုပ်ခင်ကျော်ကမင်းကမှပြောခဲ့တာလေမရင်မမှတ်မိလိမ့်မယ်1988ခုနှစ် နော်တောင်ဆန်းစုကြည်လက်ထက်မှာ genocide ဆိုပြီးပြောလာတယ်ဖြစ်တဲ့အခါမှာတရားရုံးမှာကိုယ်တိုင်တက်ရောက်ပြီးတော့ခုခန္ဓာတောင်မှပဲသူတို့ကိုလောက်ကြံပါတယ်လို့ထင်တယ်အကြောက်တရားကိုအကြောင်းပြုတ်ပြီးအကြောက်တရားချီးမားတာလည်းဖြစ်ခြင်းဖြစ်မယ်အကြောက်တရားကိုအသုံးချတာလည်းဖြစ်ခြင်းဖြစ်မယ်မိမိအာဏာရရှိဖို့အတွက်ဒါကဗမာစစ်တပ်မှာတွားပြီးတွေ့ရတယ်သဘောထားတင်းပါတယ်ဟော့လိုင်းနာစီမှာလည်းတွားတွေ့ရတယ်ဒါပေမဲ့အဲ့ဒီကိစ္စမှာတော့ သဘောထားပြောင်းပြောင်းသူတွေရတယ်သဘောထားတင်းလာတဲ့သူတွေလည်းစစ်တပ်ထဲမှာအတူတူအနေထားအောင်ရှိ